ကချင်ပြည်နယ်ဖားကဲ့မြို့နယ်လုံခင်ကျေးရွာခွန်စာကုန်းကိုစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်ကလေးငယ်တွေအပါအဝင်အရက်သား၉ယောက်သေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ဖားကဲ့ဒေသခံတွေကပြောကြပါဗျ။ဇွန်လ၆ရက်နေ့ည၉နာရီလောက်ကဖားကဲ့မြို့လယ်မှာရှိတဲ့စစ်ကောင်စီရဲ့ပြူဟာကုန်းကနေလုံခင်ကျေးရွာကိုလက်နက်ကြီးကြီး၃လုံးထပ်မံနဲ့ပစ်ခတ်ခဲ့တာလို့ဆိုပါရယ်။ စစ်ကောင်စီရဲ့လက်နက်ကြီး၃လုံးထပ်မနယ်ခွန်စာကုန်းမှာကြားရောက်ပောက်ခွဲခဲ့ကအယက်သား၉ဦးသေဆုံးခဲ့ပြီးသေဆုံးသွားတဲ့အထက်မှာကလေးငယ်တအုပ်နဲ့အမျိုးသမီးတွေလည်းပါဝင်ကြောင်းဒဏ်ရာရှိသူတွေလည်းအတော်များပြီးလောလောဆယ်စစ်စစ်လို့တော့မရရှိသေးကြောင်းဘာတိုက်ပွဲမှမရှိပဲစစ်ကောင်စီကအယက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေကြောင်းဖားကန့်ဒေသခံတယောက်ကပြောပါရယ် လက်နက်ကြီးပစ်ခတ်မှုကြောင့်လုံခင်ကျေးရွာခွန်စာကုန်းမှာရှိတဲ့ပလဲတက်မြေဩဇာကုရောင်လဲမီးလောင်ပောက်ကွဲခဲ့ပြီးအနီးနောက်မှာရှိတဲ့နေ16လုံးထပ်မင်းဟာလည်းထိခိုက်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံအင်းအရှိတ်ချမ်းမှာရှိတဲ့ကြေးရွာတွေကိုစစ်ကောင်စီတပ်ကကျွန်းလား6ရက်နေ့မှာလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်ခဲ့လို့ဒေသခံလူငယ်တအုပ်တိစုံခဲ့ရတယ်လို့ဒေသခံတွေကပြောပါရတယ်။ ကျွန်လ6ရက်နေ့မနက်9:00နာရီဝန်းကျင်မှာဖေကုံရင်အရှိချံကတောင်ပို့ကွယ်ဟိုပန်နန်းပေါ်လုံရွာတွေဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်အသက်19နှစ်အရွယ်လူငယ်တယောက်လက်နက်ကြီးထိမှန်သိဆုံးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်စာကျက်နေတဲ့ကလေးရဲ့အိမ်တက်တဲ့ကိုလက်နက်ကြီးကကြားခဲ့တဲ့အတွက်ဦးကောင်းကိုကြီးထိမှန်ပြီးတီးဆုံးခဲ့ရကစစ်တပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်ဒေသခံတွေလည်းထွက်ပြေးနေကြရတယ်လို့ဒေသခံတယောက်ကပြောပါရယ် လက်ရှိစစ်တပ်ကကျေးရွာတွေထဲကိုလက်နက်ကြီးနဲ့6ကြိမ်ထပ်မံပစ်ခတ်ခဲ့ပြီးစစ်ကြောင်းထိုးလာတာကြောင့်ဟိုပန်နဲ့တောင်ပုတ်ွယ်ကျေးရွာကဒေသခံ900ကျော်ဟာစစ်ပေးရှောင်နေကြရတယ်လို့သိရပါတယ်။စစ်ကောင်စီနဲ့ PNO ပြည်သူစစ်ကအင်အားတစ်ထောင်နီးပါးနဲ့ရေဘူးကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာလို့တော်လိုင်းအင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲတွေမကြာခဏဖြစ်ခဲ့ရပြီးအင်အားမမျှလို့ရေဘူးကျေးရွာကိုတော်လိုင်းအင်အားစုတွေကလက်လွတ်ပေးလိုက်ရတယ်လို့သိရပါတယ်ရှင်။ အေရရီတိုင်းဟင်္ဒရာခရိုင်အင်ကပူမြို့နယ်မှာပြီးခဲ့တဲ့လအတွင်းစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်နေအလုံး90ကျော်နဲ့အရသား6ရက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကသိရပါဗျ။ပြီးခဲ့တဲ့မေလတရနေ့ကနေ31ရက်နေ့အထိတလအတွင်းတိုက်ပွဲဖြစ်ပွားတာမရှိတဲ့ဒေသတွေကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပါဗျ။တိုက်စုံးနယ်တော်မကြမိကြောင်း ထိခိုက်ဒဏ်ရာရှိတဲ့သူတွေရှိပြီးစစ်ကောင်စီတပ်ကလေရင်နဲ့ဖုံးကျဲတာအကြိမ်40လောက်ရှိကြောင်းကြိုတင်စစ်မဆောင်ခဲ့ရင်ဒေသုံးသူများနိုင်ကြောင်းဒေသခံတယောက်ကပြောပါရယ် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပိနေကွင်းဘဲပြာကြက်ပေါင်းကုန်းတံပရာကုန်းဝါတော်ကွင်းစတဲ့ကြေးရွာတွေမှာအများဆုံးတိုက်ခိုက်ခံခဲ့ရတာကြောင့်နေအိမ်တွေပျက်စီးခဲ့ရတဲ့အပြင်လူတွေပါထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အင်ကပူမျိုးနယ်မှာအခုနှစ်ဧပြီလတတိယအပတ်ကစတင်ပြီးစစ်ကောင်စီတပ်နဲ့အာရခတပ်တော်အေအေမဟာမိတ်တပ်တွေတိုက်ပွဲပြင်းထန်ခဲ့ကအေအေနဲ့ပူပေါင်းတပ်တွေရဲ့ထိုးစစ်ကြောင့်စစ်ကောင်စီတပ်ဟာလေးမျက်နှာမျိုးနယ်ဘက်အထိတက်ဆုတ်ခဲ့ရတယ်လို့လည်းသိရပါပါတယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ဟန်နာကျေးရွာအုပ်စုဥက္ကဋ္ဌကိုဂျွန်လ9ရက်နေ့ညနေပိုင်းကကျေးရွာနေလူရည်စည်ရဲမပေးတာကြောင့်ကိုကန့်တက် MDA ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေစီကသိရပါဗျ။ဟနာကျေးရွာအုပ်စုတဲကအိမ်တော်စုစည်ရင်ကို MNDA ကတောင်းယူတာမှကျေးရွာအုပ်စုကော်မတီက SSPPC ကနေတစင်တောင်းယူဖို့ပြောဆိုတာကြောင့်ဥက္ကဋ္ဌဦးဆန်ကြကိုဖမ်းဆီးသွားတာဖြစ်တယ်လို့ဆိုပါရယ် မနေ့ကညနေကဟန်နာဥက္ကဋ္ဌဦးဆန်ကြာကို MNDA ဘက်ကသူ့နေအိမ်ကနေခေါ်ဆောင်သွားကြောင်းပြီးတော့ထိန်းသိမ်းထားကြောင်းဟန်နာအုပ်စုတွေကပြည်သူတွေရဲ့အိမ်အောင်စုစည်းရင်ပို့မှလူကိုပြန်လွတ်မယ်လို့ပြောကြောင်းဟန်နာရွာဒေသခံတယောက်က TV ကိုပြောပြပါဗယ်ဟန်နာကြီးရွာအုပ်စုဟာလာရှိုးတီဘောလန်ကပုံးထုံရွာနဲ့9မိုင်လောက်ဝေးတာဖြစ်ပြီး MNDA ဘက်ကလူသစ်စုဆောင်တာကြောင်းဟန်နာကြီးရွာအုပ်စုတွေကကြီးရွာ6ရွာရဲ့အိမ်အောင်စုစည်းရင်တွေကိုတောင်းနေတာဖြစ်တယ်လို့သိရပါဗယ် ဖန်စီထိန်းသိမ်းခံရတဲ့ဦးစံကြာဟာဒီချုပ်ပါတီအစိုးရလက်ထက်ကလေးကကြေးရွာအုပ်စုဥက္ကဋ္ဌဖြစ်ပြီးဟန္နာကြေးရွာအုပ်စုအတွင်ဟန္နာနားလိုက်နတ်မော်ငင်းမန်ခိုင်းဟိန်လွန်းကောင်းကော်ရွာတို့ရှိနေတာလို့သိရပါပါတယ်ရှင်။ AR တိုင်းလင်းမျက်နှာမျိုးနဲ့မှာတိုက်ပွဲတွေအရှိန်မြင့်လာတာကြောင့်ကျေးရွာအုပ်ချုပ်ရေးမှုတွေကြောက်လန့်စိတ်နဲ့နှုတ်ထွက်စာတင်ကြရတယ်လို့အုပ်ချုပ်ရေးအဖွဲ့နဲ့နှိစက်သူတွေစီကသိရပါဗျ။ အာရခတက်တော် A နဲ့စစ်ကောင်စီတက်တော်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားလာမှုအရှိန်မြင့်လာတာကြောင့်ဂျုံလောက်ပထမပတ်ကစတင်ပြီးကျေးရွာအုပ်ချုပ်ရေးမှူး9ယောက်ဟာစစ်ကောင်စီလက်အောက်ခံမြို့နယ်အုပ်ချုပ်ရေးအဖွဲ့စီကိုနှုတ်ထွက်စာတင်ထားတယ်လို့ဆိုပါရယ်မြို့နယ်ကိုနှုတ်ထွက်စာတင်ထားတာမှန်ကြောင်းဖိအားအမျိုးမျိုးတွေကြောင့်ဒီအခြေအနေတွေဖြစ်လာပြီးဟိုဘက်ကတော့အကြောင်းမပြန်သေးပဲအုပ်ချုပ်ရေးမှူးတွေဘက်ကလည်းအသေးချက်အနေချက်အခြေအနေကိုရောက်နေကြကြောင်းကြောက်တော့လေမလို့ချင်တော့တာပါကြောင်း လေးမျက်နှာမျိုးနဲ့စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နဲ့နှိစက်သူကပြောပါတယ်။လေးမျက်နှာမျိုးတွေကပန်တော်ကြီး၊ကျောက်စရစ်ကုံ၊အောက်စု၊လဲထောက်ကွင်း၊ရေတုံစတဲ့ကြေးရွာတွေကကြေးရွာအုပ်ချုပ်ရေးမှု9ယောက်ဟာနှုတ်ထွက်ဖို့စတင်ထားတယ်လို့သိရပါတယ်။အခုလိုနှုတ်ထွက်စာတင်ထားတဲ့အုပ်ချုပ်ရေးမှုတွေဟာစည်ရေးဖိအားတွေမြင့်လာတာကြောင့်အပြင်ဒေသတည်ငြိမ်အောင်အုပ်ချုပ်ရေးစစ်မှုတိုင်းကိစ္စတွေမှာပါဖိအားတွေရှိနေတာကြောင့်နှုတ်ထွက်တဲ့အသည့်လှုပ်လာတာလို့သိရပါတယ်ရှင်။ မြန်မာထိုင်းနေဆက်မဲဆောက်မြို့ CDC အထက်တန်းအကြောင်းမှာဂျွန်လ9ရက်နေ့မနက်7:00နာရီက General Educational Development GED ပြည်သူအောင်မြင်ခဲ့တဲ့မြန်မာနိုင်ငံရွှေ့ပြောင်းကျောင်းသားကျောင်းသူ26ယောက်ကိုကျောင်းဆင်းပွဲနဲ့ဂုဏ်ပြုဆုချီးမြှင့်ပွဲပြုလုပ်ခဲ့တယ်လို့ပွဲစီစဉ်သူတွေစီကသိရပါဗျ။မြန်မာနိုင်ငံအတွင်းဆရာနာသိမ်းမှုကြောင့်မိမျိုးစုံတွေရောက်ရှိလာကြတဲ့မြန်မာနိုင်ငံရဲ့ကျောင်းသားကျောင်းသူတွေဟာမဲဆောက်မြို့ CDC ရဲ့ထပ်တန်းကျောင်းမှာဆက်လက်ပညာသင်ကြားရင်းကြီးကြီးပြည့်စုံအောင်မြင်ခဲ့ကြတာလို့သိရပါဗျ။ မြန်မာနိုင်ငံအတွင်းပညာရေးစီးပွားရေးလူမှုရေးအလုံးစုံပြတ်သုံးနေတဲ့အချိန်ကာလမှာလက်ရှိရောက်ရှိနေတဲ့ထိုင်းနိုင်ငံမဲဆောက်မြို့မှာပညာသင်ခွင့်ရတဲ့အတွက်ရောအခုလိုကလေးတွေရဲ့ပညာရေးမျှော်လင့်ချက်အလင်းရောက်ကိုပြင်မြင်ရတဲ့အတွက်ရောအနာဂတ်ပြောင်းလဲမှုတက်ဖြစ်နေတဲ့အချိန်မှာကလေးတွေကိုပညာသင်ကြားပေးတဲ့ဆရာဆရာမတွေနဲ့ထိုင်းနိုင်ငံပညာရေးဌာနတွေကိုလည်းအထူးပင်ကျေးဇူးတင်မိကြောင်းចောင်းသားမိဘတယောက်ကပြောခဲ့ပါရရှင် မန္တလေးတိုင်းမန္တလေးမြို့မှာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်အိုးဘူထောင်ကနိုင်ငံရေးအကြံသား49ယောက်ကြာဆုံးခဲ့တယ်လို့ဂျွန်လ6ရက်နေ့ကမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကြံသားများကိုရ PPNM ကထုတ်ပြန်ပါတယ်။ငလင်လုခတ်မှုကြောင့်အိုးဘူထောင်အတွင်းကအဆောက်အဦပြိုကျခဲ့ပြီးအကြံသား80ကျော်တည်ဆုံးခဲ့ကနိုင်ငံရေးအကြံသားအနည်းဆုံး49ယောက်တည်ဆုံးခဲ့တယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ဖွဲ့အနေနဲ့မန္တလေးဥပိုထောင်အတွင်းကငလင်ကြောင်ကြဆုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသူအကျဉ်းသားစည်ရင်းကိုခက်ခဲတဲ့စောင့်ကြည့်မှုမှတ်တမ်းကောက်ယူမှုတွေလုပ်ခဲ့ရကြောင်းလုံခြုံရေးကိုအဆိုးဆုံးထိစွန့်ရတဲ့အခြေအနေမျိုးမှာအမှန်တရားအတွက်တာဝန်ခံတွေလုပ်ရမယ့်အစစ်အစတာဝန်ယူထားသူတွေပူးပေါင်းပြီးလေးလာစောင့်ကြည့်ဖော်ထုတ်ခဲ့ရတာဖြစ်တယ်လို့ PPN နဲ့မြေဥဆောင်ကော်မတီဝင်တယောက်ကပြောပါတယ်ငလင်းလောက်ကတ်မှုကြောင့်အိုးဘုထောင်အတွင်းကနိုင်ငံရေးအကြံသား32ယောက်တည်ဆုံးခဲ့ပြီးအကျဉ်းသူ16ယောက်တည်ဆုံးခဲ့တယ်လို့သိရပါပါတယ်ရှင်။ မန္တလေးတိုင်းမိုးကုန်းမြို့အရှိပိုင်းဗဒမားမြေကောက်ကလပ်အတွင်းကြောင်မြတ်တူးဖော်တဲ့မြေတဲကားကြီးတွေအနီးနားရက်ွက်လမ်းအတွင်းသွာလာမှုကြောင့်လမ်းပြက်စီးနေပြီးမိုးရင်းကာလသွာလာရေးခက်ခဲနေရလို့အနီးနားဒေသခံတွေကပြောပါရယ်ဗဒမားမြေကောက်ကလပ်အတွင်းကကြောက်ပါတဲ့မြေကြီးတွေကိုဆယ်ဘင်းကားကြီးတွေနဲ့တဲဆောင်တာကနေလမ်းတွေတိုင်းခွက်ဖြစ်ပြီးကားပေါ်ကမြေကြီးတွေပြုတ်ကြတာကြောင့်မိုးရင်းကာလမှာဘွက်ဖြစ်ပြီးသွာလာရေးခက်ခဲနေတယ်လို့ဒေသခံတယောက်ကပြောပါရယ် ဆယ်ဘင်းကားကြီးတွေရဲ့သွာလာမှုကြောင့်ရက်ွက်တွင်ဒေသခံတွေကိုထုကိုထခင်းထားတဲ့လမ်းတွေကျိုင်းခွက်ဖြစ်ပြီးရေမြောင်းအောင်ကြွန်ကြနေတာတွေရှိပေမဲ့ပြုပြင်မှုမရှိဘူးလို့သိရပါဗျ။ ကောက်ကွေးအနီးအနားရပ်ကွက်တွေဖြစ်တဲ့စစ်တပ်ညောင်သုံးပင်ရေပေါက်တရာကိုဆက်သွယ်ထားတဲ့လမ်းတွေကစေမင်းကားပေါ်ကကြကြံခဲ့တဲ့ဘွက်တွေနဲ့မြေကြီးတွေကြောင့်မိုးရင်းကာလမှာလမ်းတွေချော့ပြီးသွားလာရခက်ခဲနေတာပါ။ကောက်ကွေးနဲ့ကကားကြီးတွေတရက်ကို၅စီးအထက်အဝင်ထွက်သွားလာနေတာကြောင့်အနီးအနားရပ်ကွက်ကဒေသခံတွေအနေနဲ့နေမော်တာမကပဲလမ်းတွေမှာပါဖုံတွေတင်နေရလို့လည်းသိရပါရဲ့ရှင်။ TNL သိမ်းပိုက်ထိန်းချုပ်ထားတဲ့နောင်ချုံမြို့နာကိုစစ်ကောင်စီတပ်ဖွဲ့တွေအတော်နီးကပ်လာတဲ့အတွက်ကျွန်လ6ရက်နေ့ကစပြီးဒေသခံတွေစတင်တင်းရှောင်နေရသလို TNL ဘက်ကခန်းစစ်နဲ့စုခွာမဲ့အခြေအနေတွေတွေ့နေရတယ်လို့ဒေသခံတွေကပြောပါရယ်စကောင်စီတက်တွေကနောင်ချိုကန်ကြီးစားတဲ့ဘက်ကဝင်လာတာကြောင့် TNL က loss speaker နဲ့ရှောင်းဖို့ light on နေပြီးဒေသခံတွေကပစ္စည်းတွေတဲပြီးရှောင်းတိန်နေကြပြီလို့ဒေသခံမျိုးသမီးတအုပ်ကပြောပါရယ် လက်ရှိစစ်တပ်ကကံကြီးတော်ရအကြောင်းထိလောက်လာပြီးထိုးစစ်ဆင်တဲ့အနေအထားမှာရှိနေကတဖြည်းဖြည်းနဲ့မြို့နာကိုရောက်လာတော့မယ်လို့ PDF နဲ့နေချက်သူတို့ကပြောပါတယ်။ကံကြီးကမြို့နဲ့ဆိုရင်တော့တိတ်မဝေးတော့ပဲ10မိုင်ပတ်ချာလဲလောက်ပဲဝေးတာဖြစ်ပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းကမြို့ရဲကိုလက်နက်ကြီးတွေကြားလာတာကြောင့်ထိခိုက်မှုတွေလည်းရှိခဲ့တယ်လို့ဒေသခံမြို့သူတို့ကပြောပါတယ်။ တရုတ်နိုင်ငံရဲ့ဖိအားတွေကြောင့်လာရှိုးမျိုးကိုတော်လိုင်းအင်အားစုတွေကလက်လွတ်လိုက်ရပြီးတဲ့နောက်စစ်ကောင်စီကတော်လိုင်းတပ်ဖွဲ့ဝင်တွေသိမ်းပိုက်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကနေရာတချို့ကိုပြန်လည်ရယူဖို့စူးစမ်းနေတာလည်းဖြစ်ပါရဲ့ရှင်။မန္တလေးတိုင်းညအုံမြို့နယ်ညအုံ၆လမ်းပိုင်းပေါ်မှာပြီးခဲ့တဲ့ရက်ပိုင်းကစစ်ကောင်စီတပ်ရဲ့နေပြည်တော်စစ်ရုံးချုပ်ကပိုကြီးအဆင့်ရှိသူ၂ယောက်ကိုအရှင်ဖမ်းမိခဲ့တယ်လို့ညအုံမြို့နယ်ပါကဖားကပြောပါရတယ်။ ညောင်မြို့နယ်ပါကဖားရဲ့ပြန်ကြားရေးတာဝန်ခံကသူတို့နှစ်ယောက်ကိုဖမ်းမိတဲ့ရက်ကတော့ပြီးခဲ့တဲ့တစ်ပတ်လောက်ကပါတေချာစီစီစုံစမ်းမှုတွေလုပ်နေတာမဟုတ်လို့အခုမှပဲသတင်းထုတ်ပြန်ပေးရတာပါလို့ပြောခဲ့ပါတယ်ညောင်မြို့နယ်ပါကဖားကအရှင်ဖမ်းဆီးရမိခဲ့သူတွေဟာဗိုလ်ကြီးဆိုးထွတ်ကျော်နဲ့ဗိုလ်ကြီးညီညီမျိုးဆွေတို့ဖြစ်ကြတယ်လို့သိရပါတယ် ဖမ်းဆီးရမိတဲ့ဗိုလ်ကြီး2ဦးကိုလိုအပ်တဲ့စစ်ဆေးမှုတွေဆောင်ရွက်ပြီးညောင်ဦးခရိုင်ပကဖစီကိုစစ်တုံးပန်းဥပဒေနဲ့အညီလွှဲပြောင်းထိန်းသိမ်းထားကာညောင်ဦးခရိုင်ပကဖကနေတစင်သက်ဆိုင်ရာဝန်ကြီးဌာနအစစ်အစစ်စီကိုလွှဲပြောင်းပေးသွားမယ်လို့ဆိုပါတယ်ခီးတော်ပြည်သူတွေရဲ့လုံခြုံရေးအတွက်လမ်းပိုင်းလုံခြုံရေးတွေကိုစစ်ဆေးပြီးအဲဒီစစ်ကောင်စီလက်အောက်ခံတွေဖမ်းဆီးမှုကိုတော့ညောင်မြို့နယ်ပါကဖာအနောက်ချမ်းစုံနဲ့ပကံဘိုချိုအဖွဲ့ကတပ်ဖွဲ့တွေပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာလို့လည်းညောင်မြို့နယ်ပါကဖာစီကသိရပါဗျာ။ စစ်ကောင်စီတပ်ဖွဲ့ဝင်ဗိုလ်ကြီးနှစ်ဦးအဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီးအာဏာသိမ်းစစ်ကောင်စီဘက်ကတော့သတင်းထုတ်ပြန်လာတာမတွေ့ရသေးပါဘူးရှင်။ရခိုင်ပြည်နယ်မှာရှိတဲ့အာရခတပ်တော်ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာဂျွန်လ9ရက်နေ့မှာကြာရောက်တဲ့အစ္စလမ်ဘာသာဝင်တွေရဲ့အီတိုအသွင်ဟာကိုဘာနီအင်းနေမှာနွားသက်အခွန်ကင်းလွတ်ခွင့်ပြုလိုက်တယ်လို့အာရခတပ်တော်အေအေနဲ့နှိဇက်သူတွေစီကသိရပါဗျာ။ ခိုင်ပြည်နယ်အတွင်းအစ္စလမ်ဘာသာဝင်တွေရဲ့ဘာသာရေးပွဲတော်ကိုအလေးထားတံပိုးထားတာမတူကွဲပြားတဲ့ဘာသာဝင်တွေအကြားပုံမချစ်ကြည်ရင်းနှီးမှုရစေဖို့နဲ့အစ္စလမ်ဘာသာဝင်တွေရဲ့ရထူးရက်မြက်ကိုပျော်ပျော်ရွှင်ရွှင်ဖြစ်စေဖို့အတွက်အခွန်ကဲလုပ်ခွင့်ပြုလိုက်တာဖြစ်တယ်လို့ဆိုပါရယ်။တပြင်းအစ္စလမ်ဘာသာဝင်တွေနေထိုင်တဲ့မြို့နယ်တွေမှာလည်းအာရခတက်တော်ဘက်ကနွားနဲ့ဆန်လူတန်းမှုတွေကိုလည်းပြုလုပ်နေတာတွေရှိပါရယ်။အေးထိန်းချုပ်ပြီးနောက်ပိုင်းမှာဘာသာရေးလွတ်လပ်ခွင့်ပို့ရှိလာကြောင်း အရေးစစ်ကောင်စီလက်ထက်ခွင့်ပြုချက်တစ်ခုရဖို့တော်တော်လေးကိုစူးစမ်းကြရပြီးလက်တွေထိုးရကြောင်းအခုအလိုလုပ်စရာမလိုပဲခွင့်ပြုချက်တင်လိုက်ုံနဲ့အလွဲတကူခွင့်ပြုချက်ရကြကြအောင်အစ္စလမ်ဘာသာရေးခေါင်းဆောင်တအုပ်ကဒီဗီကိုပြောပါရယ်ရခိုင်ပြည်နယ်ကအေးထင်းချုပ်ထားတဲ့မြို့နယ်၁၄ခုမှာ မောင်တော်ဘူးတိတောင်ရသေးတောင်မြောက်ဦးကြောက်တော်မြို့နယ်တို့မှာအစ္စလမ်ဘာသာဝင်တွေအများဆုံးနေထိုင်ကြတာဖြစ်ပါရယ်ရှင် ကွေးတိုင်းစောမြို့နယ်တဲကိုစစ်ကောင်စီတပ်ကကျွန်းလ9ရက်နေ့နေ့လယ်နှစ်နာရီဝန်းကျင်မှာလေရင်နဲ့ပုံကျဲခဲ့လို့ဒေသခံပြည်သူ၃ဦးသေဆုံးခဲ့တာထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့လူနေအိမ်တွေလည်းပျက်စီးသွားခဲ့တယ်လို့ရောအလင်းတန်းအဖွဲ့စီကသိရပါဗျ။ရောဒေသစောမြို့နယ်ထဲမှာရှိတဲ့ညောင်ကန်ရွာကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်သွားတာ ဖြစ်ပြီးတော့ပြည်သူ၃ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကဒဏ်ရာရရှိသူ6ယောက်ထပ်မင်းရှိခဲ့ပြီးလူနေအိမ်တွေလည်းပျက်စီးကုန်တယ်လို့ရောအလင်းတန်းပြောရေးဆိုခွင့်ရှိသူကိုအောင်ကြီးကပြောပါဗျ။ လက်ရှိစစ်တပ်ကအစိုးမြူနယ်တွေကကြေးရွာအများစုကိုဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ထားပြီးပြည်သူအပေါ်မှာကျူးလွန်တဲ့ဆရာဇွဲမှုတွေကိုဖုံးကွယ်ဖို့ကြိုးစားနေတယ်လို့စိုးမြူနယ်ပါကဖာတာဝန်ခံကိုလိုဘယ်ကတီဗီကိုပြောပါရယ်ပြည်သူတွေအနေနဲ့လည်းစက်ကောင်စီတက်ရဲ့လေချောင်းကိုကာကွယ်နိုင်မဲ့ဘုံခိုကျင်းတွေကိုမဖြစ်မနေတူးထားကြဖို့နဲ့လေးအတန်းကြားရင်လည်းဘုံခိုကျင်းတွေတဲကိုအမြဲဆုံးဝင်ရောက်နေထိုင်ကြဖို့အထူးတိုက်တွန်းတယ်လို့လည်းတော်လိုင်းအင်အားစုတွေကအသိပေးထားပါရဲ့ရှင်။ တရုတ်ဆိုရကစစ်ကောင်စီဘက်ကနေပေါ်ပေါ်ထင်ထင်ယက်တီပြီးမြမအရေးမှာဝင်ရောက်ဆွတ်ဖက်နေတာတွေကိုရက်တန့်ပုံမြမအရေးတက်ကြွလှုပ်ရှားသူတွေကအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဆိုင်ရာတရုတ်တယုံရှိမှဒေသစံတော်ချင်းချွန်လ6ရက်နေ့ညနေပိုင်းကဆန္ဒပြခဲ့ကြပါတယ်။ဆန္ဒပြပွဲကို NYCPC ကဥဆောင်ခဲ့ပြီးနယူးယောက်မြို့မှာရောက်နေတဲ့မြမနယ်ပွားတွေကတရုတ်ဆိုရအနေနဲ့စစ်ကောင်စီပြုလုပ်မဲ့အတူအယောင်ရွေးကောက်ပွဲကိုမထောက်ခံဘူး။ စစ်ကောင်စီကိုစစ်လက်နက်တွေထောက်ပံ့ပေးနေတာကိုရှက်တမ်းဖို့ကြွေးကြော်သံတွေနဲ့တောင်းဆိုခဲ့ကြပါဗျ။ American ပြည်အောင်စုပြည်내အသီးသီးကိုရောက်နေကြတဲ့မြန်မာတွေဟာတရုတ်အစိုးရရဲ့လှုပ်ရက်ကိုစန့်ကျင်ကြောင်းဆန္ဒပြပွဲတွေစတိုက်ပြုလုပ်ခဲ့ပြီးမြန်မာပြည်သူတွေကြုံတွေ့နေကြတဲ့အခက်အခဲတွေကိုထောက်ထားကြဖို့တိုက်တွန်းနေကြတာဖြစ်ပါတယ်ရှင်။ မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ကြက်ရိုးပင်ကြီးရွာကိုစစ်ကောင်စီတပ်ကကျွန်းလ9ရက်နေ့ညနေ9:00လောက်ကဂျက်ဖိုက်တာနဲ့ဖုံးကျဲခဲ့တာကြောင့်ဖုံးကြီးတစ်ပါးပြန်လည်တော်မှုခဲ့ပြီးအရသာပြည်သူ၄ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်လွင်ခရိုင်ပါကဖားစီကသိရပါဗျ။ကြက်ရိုးပင်ရွာကိုစစ်ကောင်စီရဲ့ဂျက်ဖိုက်တာနဲ့ဖုံးတလုံးကျဲချခဲ့တာကြောင့်တင်ကျောင်းဆောင်တစ်ဆောင်မှာထိခိုက်ပျက်စီးခဲ့တယ်လို့လည်းသိရပါဗျ။ထိခိုက်သေးဆုံးတဲ့ဖုံးကြီးကတပ်တော်68နှစ်အရွယ်ဖြစ်ကြောင်း ။တန်ရန်ရတာကအမျိုးသား၃ယောက်အမျိုးသမီး၁ယောက်ဖြစ်ပြီးအခြေအနေမစိုးရိမ်ရကြောင်းပြည်ဦးလွင် KI ပါကဖသတင်းတာဝန်ခံကပြောပါရယ်။စစ်ကောင်စီတပ်ဘက်ကကျွန်းလာကုန်းထီအပြည့်ခတ်ရဲစဲမေလို့ကြီးညာထားပေမဲ့စင်ကူးမျိုးနဲ့နှွေုံကြေးရွာကိုလည်းကျွန်းလာတရက်နေ့ကလေကြောင်းကနေဖုံးကျဲခဲ့သေးတယ်လို့ဆိုပါရယ်။တပင်းစင်ကူးမြို့နယ်နှစ်တောင်ကြီးရွာကိုလည်းလေကြောင်းကနေဘုံကျဲခဲ့တာကြောင့်အမျိုးသမီး၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါပါတယ်ရှင်။ မြန်မာနိုင်ငံဝထိန်ချုပ်ဒေတာကတတူတူဖို့မှုတွေကြောင်းမြင့်ရီစိတ်သိမ်းမှုနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံချင်းရိုင်မြို့မှာရှိတဲ့ကော့မြေနန်းခုတ်မြေတရားပေါ်မှာထိုင်းဒေတာခံထောင်ထဲချီစုဝေးပြီးကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်တဲ့ဇွန်လ9ရက်နေ့မှာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်ဆန္ဒထုတ်ဖော်သူတွေဟာမြန်မာနယ်စပ်ဘက်မှာလုတ်ကင်နေတဲ့တပ်တို့တွေလုပ်ငန်းတွေကိုရပ်တန့်သွားအောင်ညှိနှိုင်းပေးဖို့ထိုင်းဝန်ကြီးချုပ်စီကိုတောင်းဆိုခဲ့ကြတာလည်းဖြစ်ပါတယ် ချင်းမိုင်ချင်းရိုက်ဒေသအတွင်းမှာရှိတဲ့မြစ်တွေကိုမိတဲနေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့မြန်မာနိုင်ငံရှမ်းပြည်နယ်မှာရှိတဲ့မိုင်းတွင်းတွေကနေစီးဆင်းလာတဲ့ညဉ့်ညမ်းရေတွေရဲ့အနေရကိုရင်ဆိုင်နေကြပြီးလွန်ခဲ့တဲ့နှစ်တွေအတွင်းကော့မြစ်ရေဟာနွေရာသီလိုရေကြီးလေးရှိတဲ့အချိန်မှာတော့မြစ်ရေနောက်ကျင်နေရာတွေကိုတွေ့ရတယ်လို့မြေကြောင်းတွင်းမိတဲနေထိုင်ကြသူများကွန်ရက်ရဲ့ဂျွန်လ9ရက်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံဟာဂျွန်18ရက်နေ့ကနေ20ရက်နေ့အထိရှမ်းပြည်နယ်ကျိုင်းတုံမြို့မှာစစ်ကောင်စီနဲ့အပြန်အလှန်တွေ့ဆုံဆွေးနွေးသွားဖို့ရှိနေတယ်လို့လည်းသိရပါပါတယ်ရှင်။ မကွေတိုင်းစောမြို့နယ်ညောင်ကန်ကျေးရွာမှာရှိတဲ့ရခိုင်ကုန်းတွေတဲခုနေတဲ့အိမ်ကိုစစ်ကောင်စီတပ်ကဂျုံလ9ရက်နေ့မှာလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်ရခိုင်ကုန်းတွေ၄ရောက်တေဆုံးခဲ့ပြီးစောဒေသခံတွေအပါအဝင်အရသာ၉ရောက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ရခိုင်ကုန်းတွေကပြောပြပါဗျာ။ ညောင်ကန်ကျေးရွာကိုစစ်ကောင်စီတပ်ကဂျွန်လ9ရက်နေ့နေ့လယ်2:45မိနစ်မှာချက်တိုက်လျင်ဒဇင်းနဲ့လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးရာသီဥတုကြောင့်လမ်းတွေပြိုကျခဲ့လို့ခရီးတစ်ထောက်နားနေတဲ့ရခိုင်ကုန်းတွေတဲခုန်နေတဲ့နေရာမှာကြာရောက်ပေါက်ကွဲခဲ့ပြီးတော့ကုန်းတွေတိုက်ဆုံးခဲ့ရတာဖြစ်တယ်လို့ရခိုင်ကုန်းတွေတယောက်ကပြောပါတယ်။ဒါ့အပြင်နောက်ထပ်စောဒေသခံတွေအပါအဝင်ကိုဦးလဲထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာထိခိုက်ဒဏ်ရာရရှိသားတွေကတော့စောပြည်သူစေုံမှာစေကူတာမှုခံယူနေကြတယ်လို့သိရပါဗျ။ ရခိုင်ဘက်ကကုန်တွေတွေဟာ2024ခုနှစ်ကလေးကမကွေးတိုင်းစောမျိုးနယ်ကနေပြည်မကထွက်ကုန်တွေကိုတောလန်းတွေကနေတဆင်ကုန်သွယ်မှုပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။လက်ရှိမှာမကွေးတိုင်းစောမျိုးနယ်မှာမိုးသီးထန်စွာရွာသွန်းနေတဲ့အတွက်တောင်တွေပြိုကျနေပြီးလမ်းပိတ်နေတာကြောင့်စောဘက်ကိုရောက်ရှိနေကြတဲ့ရခိုင်ကုန်တွေတွေဟာလာနေချီပြီးတောင်တင်နေကြတယ်လို့လည်းကုန်တွေတွေစီကနေတဆင်သိရပါတယ်ရှင်။ ရန်ကုန်ကမြို့နယ်ခုနှစ်ခုမှာပြီးခဲ့တဲ့2025ခုနှစ်မေလအတွင်းဒေါ်လာရေးတက်ဖွဲ့တွေကစစ်စင်ရေး၈ကြိမ်အထိတွေ့ရတယ်လို့ Rangoon Scout Network RSN အဖွဲ့ကထုတ်ပြန်ပါတယ်။ စီရေလှုပ်ရှားမှု၈ကြိမ်အပြင်မေလာတဲ့တပိတ်လှုပ်ရှားမှု၂ကြိမ်ရှိခဲ့ပြီးတော့မေလာထဲမှာပဲထူးခြားမှုအနေနဲ့ပုံမှုချုပ်ဟောင်းချိုထွန်းအောင်ကိုပြစ်ခတ်မှုပြီးမြို့နယ်တော်တော်များများမှာဘက်ထရီဘီးတွေလိုက်ဖမ်းတာကန့်သက်တာတွေလုပ်နေသလိုတွန်တင်းမြို့နယ်တဝိုက်ကိုတပတ်လောက်နေမြေရှင်းလင်းရေးလုပ်ပြီးလူ30ဝန်းကျင်ဖမ်းဆီးသွားတယ်လို့ Rangoon Scout Network RSN အဖွဲ့ရဲ့သတင်းပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်စစ်စင်ရေး၈ကြိမ်မှာစစ်ကောင်စီအဖွဲ့နဲ့သက်ဆိုင်ရာနေရာတွေကိုပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု9ကြိမ် လောက်ကျံမှုတစ်ချိန်လုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးလောက်ကျံမှုအတွင်းစစ်ကောင်စီရဲ့အငိမ့်စားတန်အမတ်ဘုံမှုချုပ်ချို့ထုံးအောင်တိုက်ဆုံမှုကထင်ရှားပါတယ်။စစ်စင်ရေးနေရာတွေအဖြစ်တိုက်ကြီးမျိုးနယ်ကမြို့မရဲစခန်း၊လက်ကူးမျိုးနယ်ကချင်းမြန်တရင်ခမာယာနှစ်တက်တဲ့ဂေကင်းစခန်းစစ်ကောင်စီဖွဲ့ဝင်တွေတက်ဆွဲထားတဲ့မြောက်တကုံမျိုးနယ်အာကစားခန်းမှာစမ်းချောင်းမျိုးနယ်ကမဟာမြိုင်ရဲရိတ်သားစမ်းချောင်းတောင်ရက်ွက်အုပ်ချုပ်ရေးမှုယုံစတဲ့နေရာတွေပါဝင်ပါတယ်။ ရန်ကုန်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သလိုအငိမ့်စားပုံမှုချုပ်ကိုလှုပ်ကြံခဲ့တဲ့ Golden Valley Warrior အဖွဲ့ဝင်တို့နဲ့အတူမိသားစုဝင်တွေကိုပါဖမ်းဆီးမိထားတယ်လို့ဂျွန်လ၄ရက်နေ့နေဆွဲနဲ့စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေကလည်းထုတ်ပြန်ထားပါတယ်ရှင်။